။မရှင်ဖရာတန်ခါယရနာတင်တယ်ဆိုတာဘာလို့ပါလဲဖရာ။တန်ခါယရနာမဟုတ်ဘူးနော်။တင်ခါယနာလို့ခေါ်ပါတယ်။တင်ခါယနာရဲ့မူရင်းပါဠိသည်သင်္ဂီတိဖြစ်ကြောင်းဝိနည်းပိတကသုလဝါပါဠိတော်မှာပြဆိုထားပါတယ်။သင်္ကာယနာကို ပုတ်ခွဲတဲ့အခါမှာသင်္ကမ္မကတပုတ် ယန္နာကတပုတ်ဆိုပြီးနှစ်ပုတ်ထွက်ပါလေအတိဘယ်ကတော့သင်္ကမ္မပေါင်းစု၍ယန္နာရွတ်ဆိုခြင်းလို့အတိဘယ်ရပါလေပံဃာတော်တွေစုပေါင်းပြီးဖယားရှင်ရဲ့တရားတော်တွေကိုရွတ်အံတရေဆဲခြင်းအမှားပြုပြင်ခြင်းအတိပြုခြင်းစတာတွေကိုပဲသင်္ကာယန္နာတင်တယ်လို့ခေါ်ဆိုပါတယ်နော်နားလည်ပါစေ အရှင်ဖေယမေလျှောက်ခွင့်ပြုပါဖေယအမျိုးသမီးလေးတယောက်ကသူ့ဆန်ရွယ်ရှိကိုတန်ဃာတော်တွေအတွက်ခြေတုပ်လုပ်ပေးတာ ကုသိုလ်ရလားဖေယငုံမြတ်တဲ့အလှလားဖြေချပေးပါဖေယတဲ့ကုသိုလ်အလုပ်ကိုလုပ်တဲ့နေရာမှာပညာနဲ့သဒ္ဓါညီညွှန်းဖို့လိုပါတယ်ပညာမပါဘဲလုပ်တဲ့အလုပ်ဟာကုသိုလ်ရဖို့ထက်အကုသိုလ်ဖြစ်ဖို့ကပိုများပါတယ်ငုံမြတ်မှုလည်းမရှိပါဘူးနော် ယဟန်တွေဟာ အမျိုးသမီးတွေရဲ့ခန္ဓာကိုယ်ကိုဘယ်နေရာကိုမှ ထိလို့မရပါဘူး။ตายရတဲ့စိတ်နဲ့ထိမိမယ်ဆိုရင်ထိမိတဲ့ယဟန်ဟာတံဃာဒိဋ္ဌိအဘက်တင့်ပါတယ်။ตายရတဲ့စိတ်နဲ့မဟုတ်ဘဲယူယူတာတာထိမယ်ဆိုရင်လည်းပဲဒုက္ခအဘက်တင့်ပါသေးတယ်။ဘယ်လိုအကြောင်းကြောင်းနဲ့ပဲဖြစ်ဖြစ်ယဟန်တွေဟာအမျိုးသမီးတွေရဲ့ခန္ဓာကိုယ်ကိုဘယ်နေရာကိုမှထိလို့မရပါဘူး။အဲ့ဒီလိုထိလို့မရတဲ့အတွက်ကြောင့် မိမိကကုသိုလ်စိတ်နဲ့လှုပ်လိုက်တာမှန်တော်လဲပဲယဟန်တွေမှာအဘတ်တင့်သွားပါတယ်ဒါကြောင့်ဒီလုံးရက်ဟာကုသိုလ်ရဖို့ဆိုတာတက်အကုသိုလ်ဖြစ်ဖို့ကလည်းပုံများတယ်လို့ငုံမြတ်မှုလည်းမရှိဘူးဆိုတာကိုသိထားဖို့လိုပါတယ်နော်အရှင်ဖရာတပည့်တော်လူသုံးဦး၏အသက်အားကယ်ခဲ့ဘူးသလို့ တတဝါလေးတွေရဲ့အသက်ကိုလည်းအချိန်ပေါင်းမကကဲခဲ့ဘူးပါတယ်။အဲ့လိုကဲတဲ့အကျိုးဘလောက်ကြီးလဲသိကျင်ပါတယ်ဖရာ။အရှင်ဖရာဖြေချမ်းပေးတော်မူပါ။အရှင်ဖရာစိတ်ချမ်းမာပါစေ၊ကိုချမ်းမာပါစေတဲ့။အောင်ချင်းရှိပါတဲ့မှာဘဂဗျမကြီးဆိုတာကိုကြားဘူးကြပါလိမ့်မယ်။အဲ့ဒီဘဂဗျမကြီးဟာအသက်အရမ်းရှည်လွန်းတဲ့အတွက်ကြောင့်သူ့ရဲ့ဗျမာစဖြစ်တဲ့ဘဝကိုတောင်မှမှတ်မိတော့ပါဘူး။ သူဟာဘာကြောင့်အဲ့ဒီလောက်ထိအသက်ရှည်တဲ့မြမကြီးဖြစ်ရတာလဲဆိုရင်ဘဝတစ်ခုမှာတုန်းကသူဟာတကူကြီးတဲ့ရေသိကြီးတဦးဖြစ်ခဲ့ဘူးပါတယ်။တနေ့မှာငကားတကောင်ကလူပေါင်းမြောင်များစွာကိုတက်ဖြတ်ဖို့လုပ်နေတဲ့အချိန်မှာအဲ့ဒီတကူကြီးတဲ့ရေသိကြီးဟာကလုံးရောင်ဖန်ဆင်းပြီးတော့ငကားကို၆လမ်း၍လူပေါင်းမြောင်များစွာဤအသက်ကိုကဲခဲ့ဘူးပါတယ်။အဲ့ဒီကုသိုလ်ကောင်းမှုကြောင့်ယခုလိုအသက်အလွန်အလွန်ရှည်တဲ့မြမကြီးဖြစ်ရတာပါ။ ဒါကိုမြတ်စွာဘုရားက ပြန်လည်ပြီးဟောကြားပေးခြင်းဖြစ်ပါတယ်။ဒါကြောင့်လူတွေရဲ့အသက်ကိုတတ္တဝါတွေရဲ့အသက်ကိုကဲတင်ပေးခြင်းဟာဖြစ်လျာဘဝမှာအသက်ရှိတဲ့အကျိုးကိုရတယ်လို့မှတ်သားထားရမှာဖြစ်ပါတယ်။အရှင်ဖယားငငယ်တုန်းကစိတ်တကောင်ကိုကင်ပေါင်းမိတာတည်သွားပါသည်ယခုအသက်ကြီးလာတော့စိတ်ဆွဲပြီးဘယ်နှစ်တတိတော်ဝက်လိုက်မလဲစဉ်းစားမိပါသည်တဲ့ အကုသို့တစ်ခုကိုပြုတ်ပြီးပြီဆိုရင်ပြန်ပြီးမတွေးပါနဲ့နော်ပြန်တွေးလို့ဘာကောင်းကျိုးမှဖြစ်မလာပါဘူးဒါဆိုရင်ဘယ်လိုနေရမလဲတမ္မပဒံတရား၄ပါးကိုနှလုံးသွင်းပြီးနေပါတမ္မပဒံတရား၄ပါးကဘာတည်းလဲဆိုရင်၁ဥပ္ပန္နပါပါကပဟာယဝါယမဖြစ်ပြီးတော့အကုသို့တရားတို့ကိုပြန်လဲ၍မအောင်မေ့ပဲအပီးတိုင်ဆုံးပြစ်ခြင်း၂ အနုဘာနပပက အနုဘာဒာယဝါယမမဖြစ်သေးသော အကုသိုလ်တရားတို့ကိုမဖြစ်အောင်ကြိုးစားအားထုတ်ခြင်း၃အနုဘာနကုသလဥပါဒာယဝါယမမဖြစ်သေးသောကုသိုလ်တရားတို့ကို ဖြစ်အောင်ကြိုးစားအားထုတ်ခြင်း၄ဥပ္ပန္နကုသလဥပါဒာယဝါယမဖြစ်ပြီးသောကုသိုလ်တရားတို့ကိုအဖန်ဖန်အောင်မြင်၍စင်ကျင်ပွားများအားထုတ်ခြင်းတို့ပဲဖြစ်ပါတယ် ဒါဟာတမပဒံတရား၄ပါးပဲဖြစ်ပါတယ်။ဤတမပဒံတရား၄ပါးကိုနှလုံးသွင်းဆင်ခြင်ပြီးတော့နေပါလို့ပြောခြင်းပါတယ်နော်။ယဟန်ကဘလောက်ခိုးမှပါရာဇိကကြာတယ်လေဖေယား။တပည့်ကငွေဆက်ကိုနဲ့ဆိုဘလောက်လဲဖေယားမသိလို့ဖေယားတဲ့။တပည့်မဟုတ်ပါဘူးတမတ်ပါနော်။ယဟန်ကတမတ်နဲ့တမတ်ဤအထက်ကိုခိုးမှ ပါရာဇိကအကြပါတယ်တမတ်ဆိုလို့ယနေ့ခေတ်တမတ်ကိုပြောတာမဟုတ်ပါဘူးဖျားရှင်လက်ထက်ကရွှေစင်တစ်ချက်ဤ၄ပုံတစ်ပုံတမတ်ကိုပြောတာပါရှေးခေတ်ရွှေစင်တစ်ချက်ကရွှေငါးပဲငွေငါးပဲကျင်းနီ၁၀ပဲပေါင်းဆက်၍ထားသည့်ပဲ၂၀ရှိ၄ပုံတစ်ပုံဟာတမတ်ခေါ်၅ပဲရှိပါတယ်အဲ့ဒီတမတ်ခေါ်၅ပဲကိုခက်အလိုက်ရွှေငွေပေါင်းစင်းနဲ့တွက်ကြည့်လိုက်ပါတွက်ကြည့်လိုက်လို့ထွက်လာတဲ့တန်ဖိုးပမာဏဟာ ပါရာဇိကကြောက်လောက်တဲ့တန်ဖိုးပမာဏဖြစ်ပါတယ်။နားလဲပါစေနော်။အရှင်ဖရာအိမ်ပေါ်ဖွတ်တဲ့ရင်လက်တိတ်တယ်လို့ကြားဘူးပါတယ်။အဲ့ဒါဟုတ်ပါသလား။တပည့်တော်အိမ်သားမှာဖွတ်တွေ့ရှိလို့ပါတဲ့။အိမ်ပေါ်ဖွတ်တဲ့မှာကို ကြောက်ပုံရတယ်နော်။အိမ်ပေါ်ဖွတ်တဲ့ရင်လက်တိတ်လားမတိတ်လားတော့မသိဘူးဦးစင်းနဲ့ယင်းနေတဲ့တကားတယောက်ကတော့သူ့အိမ်ပေါ်ကိုဖွတ်တတ်လို့ဆိုပြီး အဲ့ဒီဖိုလ်ကြီးကိုရိုက်တက်ပြီးချက်စားလိုက်တယ်နော်ခင်းစားတော့ရသွားတာပေါ့ဦးစင်းတို့မြန်မာလူမျိုးတချို့ဟာမလိုလားအပ်တဲ့ယူဆတွေတော်တော်ယူဆပါတယ်တခါတုန်းကစာအုပ်တအုပ်မှာဖတ်ဖို့လိုက်တယ်နှစ်ထပ်အိမ်တစ်လုံးစောက်ပြီးတဲ့နေ့မှာပဲရထာနာလို့ဆိုပြီးအိမ်ပိုင်ရှင်တွေကအဲ့ဒီနှစ်ထပ်အိမ်ကြီးကိုပြစ်ထားခဲ့ပြီးတော့တခြားကိုပြောင်းသွားကြပါတယ်နှမျိုးဖို့ကောင်းလိုက်တာနော် ။ဘာကြောင့်အဲ့ဒီအိမ်မှာဆက်မနေတာလဲဆိုရင်လရနားသွားတဲ့အိမ်မှာနေပါကအိမ်သူအိမ်သားတွေခိုက်ပြီးလက်တိတ်တက်တယ်တဲ့။အဲ့ဒါကြောင့်မနေတာဆိုပြီးထားသွားကြတာနော်။တရုတ်လူမျိုးတွေရဲ့အယူအဆကတော့အိမ်ပေါ်လရနားမယ်ဆိုရင်အဲ့ဒီအိမ်ပေါ်မှာနားနေတဲ့လရဟာအနောက်ဘက်ကိုအန်ချလိုက်ပါကအဲ့ဒီအိမ်စီးပွားတတ်တယ်ဆိုပြီးယူဆပါတယ်။ဘယ်အယူအဆမှမမှန်ပါဘူးနော်။ရရဆိုတာငှက်လေသူအတောင်ညောင်းရင်နားမှာပေါ့ ဒါရနာရနဲ့ပဲစီးပွားတက်တယ်စီးပွားပြတ်တယ်ရှိမလားနည်းနည်းစဉ်းစားကြည့်ပါเนาะအဲ့ဒီတိုင်းပဲဖို့ဆိုတာလဲတရိတ်ဆန်လေအခက်မသိလို့သူတက်ချင်ရင်တက်မှာပေါ့ဖွတ်တက်လို့လက်တိတ်တယ်ဆိုတာဟာသေးသေးချာချာစဉ်းစားကြည့်မယ်ဆိုရင်လုံးဝယုတ်တိမရှိပါဘူးเนาะလက်တိတ်ရတဲ့အကြောင်းရင်းကအကုသိုလ်ကံကြောင့်လက်တိတ်ရတာပါအကုသိုလ်ကိုများများလုပ်တဲ့အိမ်ဟာများများလက်တိတ်ပါတယ်เนาะ ဒါကြောင့်လက်ဒိတ်တာကိုအလိုမရှိဘူးဆိုရင် အကုသိုလ်ကိုရှောင်ပြီးကုသိုလ်ကို များများလုပ်ပါဖွတ်တတ်ခြင်းမတတ်ခြင်းနဲ့ဘာမှမဆိုင်ပါဘူးเนาะ